။ဒမိုင်းကိုပြန်ကြည့်လိုက်ရင်လည်းအပြစ်ပေးတယ်ဆိုတာတရားမျှတဖို့တခုတည်းအကျော့မဟုတ်ခဲ့ဘူးဗျ။ဒီနေ့ကျွန်တော်တို့လေ့လာကြည့်မှာကတော့လူတွေရဲ့တီထွင်နိုင်စွမ်းကဘလောက်အထိကြောက်စရာကောင်းတဲ့ဘက်ကိုရောက်သွားနိုင်လဲဆိုတာကိုတသက်ပြနေတဲ့ကမ္ဘာဒမိုင်းကအစိုးရအပြစ်ပေးနေတဲ့ချို့အကြောင်းပါပဲ။ဒီဂျင်းနွားရုပ်ရဲ့ဒီဇိုင်းကတကယ်ကိုကြောက်စရာကောင်းတယ်။အတွင်းကအခေါင်းပေါက်ကြီး1 byte မှာတကားတစ်ချက်ပါတယ်။အပြစ်ရှိတဲ့လို့သတ်မှတ်ခံရတဲ့ဒူကိုအထက်ကိုတွန်းထက်တကားပိတ်ပြီးတော့အောက်ကနေမီးမွေးလိုက်တာပဲ။ပိုးပြီးတော့ရက်ဆက်တာက အထက်ကလူရဲ့အောဟစ်တန်တွေကနွားရဲ့လက်ချောင်းတွေကဗျူနေကြတဲ့ရှင်နွားဟောတန်လို့ပြောင်းပေါင်းပြီးနှာခေါင်းပေါက်ကနေမိခိုးတွေထွက်လာအောင်လုပ်ထားတာဗျနောက်ထပ်ကြောက်စရာကောင်းတဲ့ကိရိယာတစ်ခုကတော့ the rack stress sensor ပေါ့သူရဲ့လုပ်ပုံလုံးတွေကရိုရှင်းပါတယ် stress center ပဲဒီဆက်ကဘလို့အလုပ်လုပ်လဲဆိုတော့လေတားခေါင်းကိုတစ်တားခုမုံမှာလက်တွေခြေထောက်တွေခြီချလိုက်တယ်ပြီးတော့ B ကိုဖြည်းဖြည်းချင်းလွှဲလိုက်တာနဲ့အမြခန္ဓာကိုယ်ကတဖြည်းဖြည်းဆွဲဆန့်ခံရတော့တာပဲ။ အဲ့ဒီတန်းကြောင့်အစစ်တွေလွှဲထွက်ကုန်တယ်။ကြွက်သားတွေစုပ်ပြဲကုန်တယ်။တကယ်လို့များဒီညင်ပါမှုကနေမတပည့်အသက်ရှင်ကြံခဲ့ရင်တောင်လူလို့မရတဲ့အခြေအနေနဲ့စွန့်ပစ်ခံရပြီးရပိုင်းအတွင်းမှာပဲတည်ဆုံသွားလေရှိပါတယ်။ကဲလူတွေလှောက်ထားတဲ့စက်ပစ္စည်းတွေတင်မဟုတ်သေးဘူး။တဘာဝတရားကြီးကိုလိုက်ကိုလက်နက်ဖြစ်ပြောင်းလဲပြီးသုံးခဲ့တဲ့နီလန်းတွေလည်းရှိသေးတယ်။ဒီနီလန်းမှာပုံစံနှမျိုးလောက်ရှိတယ်လို့ဆိုကြတယ်။ပထမတစ်ခုကတတူစလုံးတစ်ခုထဲမှာကြွက်ကိုထည့်ပြီးတားကောင်ရဲ့ဝမ်းပိုက်ပေါ်မှာမောက်ထားလိုက်လေ။ ပြီးတော့ဇလုံးကိုအဖေါ်ကနေမီးနဲ့အပူပေးတော့ပူလာတဲ့ကြွက်ကချွတ်ပေါက်ရှာတဲ့အနေနဲ့တားကောင်ရဲ့ဝမ်းပိုက်ကိုကိုက်ဖောက်ပြီးအထည်ကိုတိုးဝင်တွားတော့တာပဲအပင်တပင်ကလူတယောက်ကိုတတ်နိုင်တယ်ဆိုတာယုံနိုင်မလားဒီနီလန်ကအဲ့ဒီလိုပဲအပင်တမျိုးရဲ့ဆက်မပြတ်ကြီးထွားနေတဲ့စွမ်းယုံကိုတုံချထားတာကြာယုံတဲ့အတင်ထိတ်လန့်စရာကောင်းတယ်အထူးသဖြင့်တိုးနယ်ကမှဒီနီလန်ကိုတိုးခဲ့တယ်ဆိုတာမှတ်တမ်းတချို့ရှိပါတယ်အဓိကအချက်ကပါလဲဆိုတော့ဒီမှာထုံးတဲ့မိုးဆိုးဝါမျိုးကတနေ့ကို၃ပေအထိကြီးထွားနိုင်လို့ပဲ တနေ့ကိုသုံးပင်နော်ဒါတနေ့ကိုစက်တမလက်မနှုံးလောက်ရှိတယ်ဆိုလိုတာကတားကောင်ကသူ့ခန္ဓာကိုယ်ကိုဝါပင်ကဖြည်းဖြည်းချင်းထိုးပေါက်ပြီးဝင်လာတာကိုမက်ဆီရှေ့မှာတင်မြင်လဲမြင်ရခံလဲခံစားနေရမှာ